အစိုးရချစ်သူတွေနဲ့လင်းလင်းရဲ့တဲ့ရင်ကြောင်းတိုင်းကန်လုံးကပြည်သူတွေကတော့အံ့ဩကြရပြန်ပါပြီအစိုးရချစ်သူတွေနဲ့လင်းလင်းတို့ဟာ2023စအာနာသိန်းချိန်ကနေစပြီးတော့ပြည်သူဘက်မှာပါဝင်ပြီးတော်ရဲမှာပဲချင်းလေးနဲ့တော်လိုင်းရင်မှာပါဝင်ခဲ့တာလေးဖြစ်ပါတယ်တလောက်နှစ်တည်းကြာကြီးတို့နှစ်ယောက်ဟာ သမီးလေးနှစ်ယောက်ရဲ့ရှေးရီကိုမရှိရှုနိုင်ပေနဲ့ပြည်သူတွေအတွက်အသက်ကိုရင်းပြီးတော့ပေးဆက်ခဲ့ကြပြီဖြစ်ပါတယ် နောက်ပိုင်းမှာတော့တမီးလေးနှစ်ယောက်ရဲ့အနာဂတ်ကိုချီးပြီးသူတို့နှစ်ယောက်ဟာလွန်ခဲ့တဲ့3လလောက်ကပဲတတိယနိုင်ငံကိုရောက်ရှိသွားပြီဖြစ်ပါ रे အမေရိကန်နိုင်ငံကိုပြောတာပါချီတူဝင်းနဲ့လင်းလင်းတို့ဟာအမေရိကန်နိုင်ငံမှာခိုးလွန်ခွင့်ရသွားခဲ့ပြီလည်းဖြစ်ပါ रे အခုတော့တရင်းနဲ့ထွက်ပေါ်လာနေပါ रे ဒါကြောင့်ပြည်သူတွေနဲ့ပြည်သက်တွေကတော့သူတို့နှစ်ယောက်အတွက်အရန်ရန်ကိုပြောရှိနေကြပြီဖြစ်ပါ रे အဒယ်ဒလာရီထရန်ဆိုယာဟာဒီနှစ်အတွင်းမှာပဲ အမေရိကန်နိုင်ငံမှာတရားမဝင်နေထိုင်တဲ့လာခိုလုံးတဲ့သူတွေကိုအကုန်လုံးနှင်ချလိုက်တာတိုင်းကလုံးပြည်သူတွေကလည်းတီးပသာဖြစ်မှာပါ။ဒါမဲ့ခြေသူဝင်နေလင်းလင်းကြတော့ထီပေါက်သားလာတော့မသိဘူး။လူတွေညောကအမေရိကန်နိုင်ငံသားဖြစ်ခွင့်ရပြီဆိုတော့တည်နေကြတော့တက်လာနေပါရဲ့ဗျာ။ဒါကြောင့်မလို့သူတို့ရဲ့သမီးလေးနှစ်ယောက်နော် အနာဂတ်ကလည်းလှပသွားပြီဖြစ်တဲ့တော့ပြည်သူတွေကတော့သူတို့ညောတော့ဝမ်းသာနေကြပြီလေဖြစ်ပါရဲ့။ခြေသူဝင်နေလင်းလင်းကလည်းသူတို့တက်တဲ့နော်အမှုညာကနေ campaign တွေတခုပြီးတခုပြပမှာလုပ်ပြီးတော့ online အတွက်အပါဝင်ထည့်ဝင်နေပြီလည်းဖြစ်ပါရယ်ဗျာတကယ်ကိုလေးလေးစားပါရယ်